တော့နေပြီးတော့တိုက်ဖို့ကိုလည်း PDF တွေတောင်းနဲ့ချီပြီးတော့လူစုထားရလို့ကြားပါတယ် PDF လူငယ်လေး PDF လူငယ်ပေါင်းများစွာတောင်းနဲ့ချီပြီးတော့လူပေါင်းတွေစုထားရလို့ကြားပါတယ်အဲ့ဒါမှမှတခါကျွန်တော်တို့ဒီကြားတဲ့ information ကိုခံမှန်းကြည့်ရတဲ့လောက်ကတော့ကြားပြည်နေတဲ့နေရာတွေလည်းဒီနေပြီးတော့ချီတက်လာတာကိုလုပ်မယ်ဟိုရှမ်းမြောက်ကနေလည်းဆင်းလာတာမျိုးဖြစ်မယ်စကိုင်းမခွေးရလည်းဒီလိုဝင်ဆောင်တာစကိုင်းမခွေးမရရဘက်ကနေဝင်ဆောင်တာလည်းဖြစ်မယ်ဆိုတော့အကူယူမာတွေကနေလည်းဝင်တက်ဆောင်တာဖြစ်မယ်ဆိုတော့အဲ့လိုစစ်မြေနာဘောင်းဆောင်တွေနေပြီးတော့ဝင်ဆောင်တာမျိုး လုတ်ဖို့ဟိုတစ်ချိန်လုံးကတစ်ဖက်ကပြောခဲ့တဲ့လမ်းအားလုံးနေပြီးတော့သူ့ဆိုတဲ့အာယူဒါမြောက်ပိုင်းသုံးဘွဲ့ကဥဆောင်ပြီးတော့ဟိုဒါမျိုးမူဝါဒရေးဆွဲနေတယ်လို့ကြားတယ်အဲ့တော့ပြောရရင်တော့ရှင်းမယ်တော့နောက်ဆုံးတို့ရဲ့ဒီအဓိကထိုးစစ်ကနေပြီးတော့တဲတော့မယ်ဆိုတဲ့ပုံပါနေပြီးတော့ထိုးစစ်ကတဲတော့မယ်ဆိုတဲ့နေရာမှာဟို MNDA DNL ရဲ့လိုက်မလာဘူးဒါပေမဲ့ပြင်ဦးလင်လောက်ဒီသူ့မနောက်ချောက်ထိတောက်ထားပြီးတော့ထောင်တောက်ထောက်ထားပြီးတော့သူက PDF တွေကိုပဲလွှတ်လိုက်တာမျိုးပေါ့ရှောင်းရင်လည်း PDF တွေရှောင်းပေါ့နိုင်ရောလည်း PDF တွေနိုင်ပေါ့ တော်လန်ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့ match လ22မှ4ရက်နေ့အတွက်ပထမဦးဆုံးအားတော်လန်ရေးနဲ့ပတ်သက်တဲ့သတင်းဥတင်ထူးလေးတွေကိုစတင်ပြီးတော့မှနာဆင်ကြည့်ပါပြီးတော့ကျွန်တော်ဗီဒီယိုတွေကို reaction လုပ်ပေးပါမယ်ဆိုတော့ပထမဦးဆုံးသတင်းလေးကတော့မန္တလေးတိုင်းငဇုံမြို့နယ်ပေါ့နော်အဲကျွန်တော်တို့မန္တလေးမြင်းကြံလမ်းမိုက်မှာလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့မှအတင်းအဓမ္မစက်ကြီးကောက်နေတဲ့အကြမ်းဖက်စစ်ကောင်တွေတပ်သားတွေကိုဝင်ရောက်တိုက်ခိုက်ရမှာ စစ်တပ်က၄ဦးသေဆုံးခဲ့တဲ့အကြောင်းကိုနဂရီပြောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူတအူးကပြောပါတယ်။မတ်လ22မှ10ရက်နေ့နနေ့9:45မိနစ်ခန့်မှာငဆုံမြို့နယ်မြို့သားဆက်မှုဆောင်နဲ့အင်းဝဘန်အနီးမှာတဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သား15ဦးဟာ မန္တလေးမြင်းချံလမ်းမမှာခီးသွောလူငယ်တွေကိုပေါ်တာဆွဲအဖမ်းဆီးပြီးတော့မှအတင်းအဓမ္မစက်ကြီးကောက်ခံနေတာပြုလုပ်နေစဉ်အတွင်းမှာတော်လိုင်းတက်ဖို့ဝင်တွေကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တဲ့အကြောင်းလည်းသိရပါတယ်။ဒီတိုက်ခိုက်မှုအတွင်းမှာအဇဘက်စစ်ကောင်စီတပ်သား၄ဦးသေဆုံးပြီးတော့မှတအူးအပြင်းအထန်ဒဏ်ရာရရှိခဲ့ပါတယ်။ပစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်မှာသေဆုံးသွားတဲ့ဒါကျွန်တော်တို့စစ်သားမတအလောင်းတွေပေါ့နော်ဒါကျွန်တော်တို့စက်မှုဇုံတွေကနေပြီးတော့မှပြန်လည်သေဆုံးသွားတဲ့အကြောင်းကိုကျွန်တော်တို့သိရပါတယ်။ဒါမျိုးတော့သေပေါ့ဒါပဲတတ်နိုင်မယ်နော်။နောက်တဲ့သတင်းလေးကတော့သခိုင်းတိုင်းသခိုင်းမြို့ပေါ်မှာ ကင်းပတ်နေတဲ့စစ်ကောင်စီကားကိုမိုင်းဆက်တိုက်ခတ်ခဲ့ရမှာအထိကဲ့တည်ဆုံမှုရှိနိုင်တဲ့အကြောင်းကိုလင်းယုံကြီးနောင်ပြောကြားတက်ခွဲကတာဝန်ရှိသူတို့ကပြောပါရတယ်။မတ်လ21ရက်နေ့ည9:00နာရီမိနစ်20ခန့်အချိန်မှာစကိုင်းမြို့ပေါ်မှာရှိတဲ့ရှင်မင်းဝံပရမယာနီလာဦးရက်ကွက်ကနေပြီးတော့မှပြူစောထီတွေပေါ့နော်ကားတစီနဲ့စကိုင်းမုံရွှေဘိုလမ်းမပေါ်မှာကင်းပတ်နေစမှာ ဒါကျွန်တော်တို့ဆွန့်ချက်เนาะဆွန့်ချက်ရဲ့စတင်ကြောင်းပေါ့เนาะအဲ့အင်းဒီရောက်မှာမိုင်းဆွတ်တက်ခတ်ခဲ့တယ်ကားရှေ့ပိုင်းထိမှန်ခဲ့ပြီးတော့မှကားပေါ်မှာပါတဲ့ပြူစောတိတွေထိခိုက်တိုက်စုံမှုရှိနိုင်တဲ့အကြောင်းလည်းသိရပါတယ်ကားပေါ်မှာကပြူစောတိ9ရောက်6ရောက်လောက်ပါမယ်ဆွဲလုံးကတော့တစည်းတည်းပဲခဏနေတော့နောက်ကနေကားနစီထက်ရောက်လာတဲ့အသေးပြောက်ကတော့ရှိနိုင်တယ်အတိကျသိရဖို့ကတော့ကျွန်တော်တို့စုံစမ်းနေတော့မှာပဲထိမှန်တဲ့ကားအင်ဂျင်အဖုံးကတော့မိုင်းဆွဲတဲ့နေရာမှာကျဆိုင်ခဲ့တယ်ဆိုပြီးတော့မှလင်းယုံကြီးအောင်ပြောက်ကြားတက်ဘွက်ကတာဝန်ရှိသူတူကပြောပါတယ်ကဲဘယ်ရကြမှာလဲပြူစောတိ၄កောင်လောက်တေးကွာ နောက်ထပ်သတင်းလေးကတော့ပဲခူးတိုင်းတာယော်ရီခိုင်ပေါ့နော်အဲ့မှာရှိတယ်မြို့နယ်တချို့မှာဂျပန်စစ်တပ်က AA နဲ့ PDF ရှုံချပွဲနဲ့စစ်တပ်နော်တပ်ထောက်ခံပွဲပြုလုပ်ရန်ကြေးရွာတွေကိုဝင်ရောက်စီးနင်းပြီးတော့မှတိုင်လင်းရင်တူးတက်ရောက်ရမယ်လို့ချိန်ဆောင်နေရတဲ့အကြောင်းမလို့ပြည်သူများတင်းဆောင်နေရတဲ့အကြောင်းကိုဒေတာခံပြည်သူတွေရဲ့ပြောကြားချက်ရသိရပါတယ်။မက်လာနဲ့ AB လာအတွဲမှာပေါ့နော် တာယော်ရီခိုင်အတွဲမှာရှိတယ်မြို့နယ်တချို့မှာဂျပန်စစ်တပ်က အာထောက်ခံပွဲပြုလုပ်ရန်အတွက်လူစုဆောင်နိုင်ခြင်းမရှိတဲ့အတွက်ကြောင့်မို့လို့အကြံပေးဆက်ကောင်စီတပ်သားတွေကကြေးရွာတွေကိုဝင်ရောက်စီးနင်းပြီးတော့မှတပ်အင်တအူးလုံးတက်ရောက်ရမယ်လို့လိုက်လံချိန်ချောက်ပြောဆိုနေတဲ့ဖြစ်တဲ့အကြောင်းလည်းသိရပါဗါတယ်။အကြံပေးဆက်ကကြေးရွာတွေကိုဝင်ရောက်စီးနင်းနေစီမှာပြည်သူတွေကလူငယ်တွေကိုလာရောက်ပေါ်တာဖမ်းဆီးတယ်လို့ထင်မှတ်ပြီးတော့မှထွက်ပြေးတိမ်းရှောင်နေခြင်းဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ်ကပြည်သူတွေထောက်ခံပေါ်လာအောင်ချက်မရှိပါကပြည်သူစစ်ဘုရားဥပဒေနဲ့ချိန်ချောက်တာတွေတနက်ပြချိန်ချောက်တာတွေလှုပ်ဆောင်မယ်လို့ဒါကျွန်တော်တို့သိရတယ်ဗောနော်။အော်တော်ဆိုးတွေပါပဲကွာ။အေးနဲ့ PDF ရှုပ်ချပေါ်တယ်စစ်တပ်ထောက်ခံပေါ်လို့ဖို့တော့လူမရှိလို့ကြေးရွာတွေကိုချိန်ချောက်ပြီးတော့မှတအိတ်တယောက်လာမယ်လို့ပြောရတယ်။မင်းတို့ဆောက်ရှက်မရှိဘူးလားလို့။နောက်တဲ့သတင်းလေးကတော့အကြမ်းဖက်ဒါစစ်ကောင်းဆောင်မင်းအောင်လိုက်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပမယ်။ BIM SDEC အစည်းအဝေးတက်ရောက်မယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုက်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပမယ်။ BIMSDEC အစည်းအဝေးကိုတက်ရောက်မှာဖြစ်တဲ့အကြောင်းကိုလည်းထိုင်းသတင်းဌာနတွေကသတင်းဖော်ပြလာပါတယ်။ BIMSDEC အစည်းအဝေးတက်ရောက်ရင်အေပီလ3ရက်ကနေ4ရက်ထိဘန်ကောက်မြို့ကိုလာရောက်မှာဖြစ်ပြီးတော့မှအဆိုပါအစည်းအဝေးကိုထိုင်းနိုင်ငံကအင်ရှင်ဖြစ်ကျင်းပမှာဖြစ်တဲ့အကြောင်းလည်းသိရပါတယ်။ BIMSDEC အစည်းအဝေးရဲ့6ချိန်မြောက်ထိပ်သီးအစည်းအဝေးကိုတက်ရောက်မဲ့မင်းအောင်နိုင်ကထိုင်းနိုင်ငံသို့ပထမဆုံးလာရောက်ခြင်းဖြစ်တဲ့အကြောင်းလည်းသိရပါတယ်။ဒီအစည်းအဝေးကိုထိုင်းဝန်ကြီးချုပ်ပေါ့နော်ကျွန်တော်တို့ ပတ်တုံထံပေါ့နော်ဒါဒါကျွန်တော်ရှင်နာရဝထရာပေါ့နော်သူကတဘာပတိဖြစ်တာဝန်ယူကျင်းမှာမှာဖြစ်ပြီးတော့မှ BINSDEC အဖွဲ့ဝင်နိုင်ငံများကလည်းတက်ရောက်မယ်လို့သိရပါတယ်အဲ့တော့မေးအွန်လိုင်းထိုင်းနိုင်ငံကိုရောက်လာမယ်ဆိုရင် ICEC ဖန်ဝရန်ကလည်းရှိနေတဲ့အတွက်ကြောင့်မလို့ဒီဘဲကိုဖန်လို့ရတယ်ဆိုတဲ့အကြောင်းပေါ့နော်ဒါကျွန်တော်တို့ဒီဒီဟာနဲ့ပတ်သက်ပြီးတော့မှတာဝန်ရှိတဲ့သူတွေကိုကျွန်တော်အသိပေးခြင်းတဲ့ကြောင့်မလို့ဒီသတင်းလေးကိုကျွန်တော်တင်ဆက်ပေးတာဖြစ်ပါတယ်ဆက်တော့ဗီဒီယိုလေးကြည့်အောင်ပါဆိုပထမဦးဆုံးက ဒါကျွန်တော်တို့ဖုံးတော်ကြီးတစ်ပါးရှိတယ်ဗျာတော့ဇောတိတာရာတဲ့ဒါဒီကျွန်တော်တို့ဘာမဘာသာဘုံကြီးလားဘာဘုံကြီးလားကျွန်တော်လည်းမသိဘူးသူပြောတဲ့အထက်မှာတချို့အရာလေးတွေကမှန်တဲ့အကြောင်းအရာလေးတွေဖြစ်တယ်လို့တချို့အရာလေးတွေကလည်းမှားနေတယ်ဆိုတဲ့ဟာလေးတွေကိုကျွန်တော်ကကျွန်တော်သိတဲ့အသည့်တွေကတခုအနေနဲ့ကျွန်တော်ထောက်ပြခြင်းပါတယ်သူပြောတဲ့ဇာတ်ကားထဲမှာစာရေးဆရာနဲ့နိုင်ငံရေးဘုံကြီးတွေကြောင့်တိုက်ပြီးပျက်စီးရတယ်โอเคကျွန်တော်တို့ကြည့်အောင် အပြောဟောကောင်းတဲ့ဒီလုပ်ငန်းမှာအတွေ့အကြုံရှိတဲ့ဆရာတော်သံဃာတော်တွေတုံးဖို့လူပုဂ္ဂိုလ်တွေကိုဖိတ်ကြားပြီးတော့ဒီပရိဒတ်လုပ်ငန်းတွေလိုရတဲ့လုံဆောင်ချက်တွေရည်ရွယ်ချက်တွေမနေ့ကဟိုကိုဆရာတော်ပြောလို့ခေါ်လိုက်တဲ့သူနိုင်ငံရေးသမားကိုခေါ်တာဟုတ်နော်အဖွဲ့အစည်းတိုးတက်ခြင်းနဲ့ဆိုရင်နိုင်ငံရေးသမားခေါ်လို့ရမယ်။နိုင်ငံရေးသမားတောင်ပြောပြောပြောလျှောက်ပြောမှာပေါ့။ဆရာကြီးဆရာဆိုတဲ့ပုဂ္ဂိုလ်တွေကနိုင်ငံရေးသမားလားဆရာကြီးသားလားမကွဲဘူးလေ။တောင်ပြောမခေါ်နဲ့ပတ်သက်ကုန်နေ။အဲတပီတော့အရှိပိုင်းမှာအများကြီးတွေ့ကြုံရှိခဲ့တယ်။ဟုတ်လေအဒီသူတို့ဆင်မြင့်မော်တက်မှန်စီအရက်ကိုမူးအောင်တိုက် အဲ့ရမူးတော့တက်ပြီးတော့ပြောအပေါ်ကျတော့ပြောကိုချင်းတိတ်ကဘလို့ဒီသားမယ်စီရင်လားသူကရဲ့မူးပြေကွဲလေနားထောင်တော့တေချာလေးနားထောင်တေချာလေးနားထောင်နော်အဲ့ဒါသာရေးစရာနာမည်ကြီးတွေနာမည်ထုတ်ပြောလို့မကောင်းလို့တပည့်တော်တို့ဘက်ကအဲ့ဒီဟာတွေကအတွေ့အကြုံတွေအများကြီးရှိတယ်အဲ့တော့ရွာလာရင်ဘလောက်ပေးရမလဲဆိုတဲ့ဟာတွေပါရှင်မရတို့တပည့်တော်ခေါ်ပါဘလောက်ပေးရမပြောပါဘူးခရီးရန်ကိုလန်းသေးနဲ့ကိုသွားရတာလည်းနိုင်ငံလုံးပတ်ပြောလားဟမ်အဲ့ဒါတော့ ဒါဒီလိုလိုတကယ်ပရိဒါပရိဒါဆိုရင်မဲဒါသတိထားမယ်ချက်တည်းတပည့်တော်နိုင်ငံပြတ်တာဆာရေးဆရာတွေရဲ့တာဝန်မကင်းဘူးဆာရေးဆရာလားနိုင်ငံရေးသမားလားမသိဘူးသူတောင်ပြောမြောက်ပြောလျှောက်ပြောသားအစိုးရ20ပြတ်တာနော်20ဒီမိုကရေစီရလိုက်လို့လားဗျ30လောက်ရရင်နိုင်ငံတည်တဲ့ပုံစိုးသွားမယ်ထင်တယ် အဲဇာယင်းစီယာလာရင်ဘာတွေးစီယာပါလဲဇာယင်းစီယာပြန်ရင်ဘာတွေးစီယာကျန်လဲတွေးတာအကောင်းတွေးပဲပြန်အောင်ဟုတ်ဗျာအခုကချင်းချင်းရန်တိုက်ထားခဲ့တာဟုတ်ဗျာတောင်ပြောပြောပြောလျှောက်ပြောခဲ့အဖွဲစီလဲကွဲရက်ရွာလဲကွဲဟုတ်လားနိုင်ငံလဲကွဲမကွဲဘူးလားအမမကွဲတဲ့သူသိပြီးနေရမယ်ဇာယင်းစီယာရဲ့ဘောကဟုတ်လားမတွဲချင်တဲ့သူကိုတွဲပြီးလုံနိုင်ရမယ် collaborative လုံနိုင်ရမယ် collaboration လုံနိုင်ရမယ်အခုတော့ဘာလုပ်နည်းနည်းဟနေတဲ့ဟာလေးတက်ရှူတက်ရှူသွားတာတော့တက်ရှူပြီးတူလေးနဲ့တောက်တာခဲ့တယ်ထောက်ဆိုကွဲသွားတယ် နိုင်ငံကွဲတာသူတို့တောင်မကင်ဘူးဟုတ်လားအမှုပညာသမားတွေဆေးဆရာတွေဒါတတိထားမှချက်တယ်အဲ့ဒါဒီလိုဘုံကြီးတွေကလည်းရောကောသောကောပါတယ်ဗျအဲ့ဒီဘုံကြီးတွေကလည်းရောကောသောကောပါတယ်နိုင်ငံရေးဘုံကြီးလားတရားဟောဘုံကြီးလားဘာကြောင့်မသိဘူးတပြည့်တော့ခုတရားဟောဘုံကြီးမဟုတ်ဘူးနော်ရှင်များတို့သင်တန်းပေးနေရနော်ဟုတ်လားအတင်းနှဲပြီးတပြည့်အတင်းနှဲလို့ပဲပြောအောင်ပေါ့တရားဟောရင်တရားတွေပဲထည့်ပြောလို့ရပါဟုတ်လားအဲ့ဒါဆိုကိုယ်ပိုင်းနဲ့ကိုယ်ကိုဗာရှင်းနဲ့ကိုယ်ပြောအောင်ပါလေ ဲ့ဆိုကြိုက်တာလို့တို့တော့သူ့နေရာနဲ့သူဟောอ่ะอืมเนาะဆိုင်ရေးဆိုင်ရေးသာပေဘုဒ္ဓနဲ့လူသားတွေရဲ့စွမ်းရည်မြင်မအောင်ပြောအောင်အဲ့လိုမျိုးပြောအဲ့ဆိုပြီးတော့စိတ်တည်းရမြင်ပါစေရေးဆိုတဲ့အပိုင်းမှာအတူတူထားပါเนาะဘုန်းကြီးတွေဆိုတဲ့ဘုန်းကြီးတွေတိုင်းမဟုတ်ဘူးဒီပါတီရဲ့အချိန်ဝိုင်းကိုအလုံးနဲ့ကြိုက်တယ်ဆိုတဲ့ဘုန်းကြီးတွေပါတယ်သူတို့ပြောရင်တော့ရှင်များအဲ့ဒီပါတီကအဲ့ဒီပုံကိုကြီးကောင်းကြောင်းပြောမှာပဲအဲဒါဒါဒါပေါက်ကူတော်ပြောတာပေါက်ကူတော်ပြောတာ အဲ့ဟိုဘွားတရားဟိုပုဂ္ဂိုလ်တွေမကောင်းကြောင်ပြောမှာပဲကောင်းကြောင်မကောင်းကြောင်ပြောတာတော့လူတိုင်းပြောတတ်တယ်အကုန်လုံးကောင်းအောင်ပြောဖို့ကြတော့ခက်တယ်အကောင်းမြင်စိတ်နဲ့ပတ်စမစင်အဆိုးမြင်ရတာမခက်ဘူးဆိုတော့ဒီကတော့ optimism ဖြစ်ဖို့ကြတော့ခက်တယ်ဆိုတော့အကောင်းမြင်သိတဲ့နားလည်တဲ့ဖို့ခွင့်လွတ်တဲ့ဖို့အဲ့ဒါ real nine ကဘလောက်ဒီဆိုအခုတီတကူစရာတော်ဘုရားကြီးကငြိမ်းချမ်းရေးပြောတယ်နော်ဘာကျုပ်စရာတော်ဘုရားကြီးလို့ပြောတယ်အဲ့ဘုန်းကြီးတွေလည်းဆဲတာအဆိုးကဘလောက်မြင်သွားလဲဆိုတော့တရားလမ်းကြောင်းနဲ့ဘုရားဟောပါလို့သုတ်တန်ထောက်ထားနေပြောတာတော့ အဲ့ဘုံကြီးတွေဆရာတော်ကြီးတွေပြောတဲ့ဟာသဲတာလားဘုရားဟောဟုတ်သဲတာပဲဘုရားဟုတ်သဲတာလည်းအတူတူပဲဟုတ်တယ်မလားကျတော်ဘုံကြီးတွေကကိုပြောချင်ပြောလို့ရလားအကျန်းထောက်တာနဲ့ပြောရတာလေကျန်းထောက်တာနဲ့ပြောရလေဒါပေမဲ့တို့ကလည်းပုံကုတ်မြင်သွားပြီလေတို့မကြိုက်ဘူးဆိုအကုန်ဆဲရဲတယ်အဲ့ဒါဒီလိုနိုင်ငံမှာဘာဖြစ်နေတာလဲဒါကြောင့်ဒီကတ်ကြီးတွေဆိုင်နေတာပေါ့ဟုတ်ဘူးလားပိုးဆိုးပဲရှိပါတယ်ရှင်များတို့ကောင်းဖို့မျှော်လင့်မနေပါနဲ့ပိုးဆိုးပဲရှိပါအဲ့တော့ကောင်းအောင်ဒီလိုတို့တာဝန်ရှိတယ်ဘာနဲ့ပြန်တည်ဆောက်အောင်လဲ ိုကျင်းသိခါအခြေခံနဲ့ကိုကျင်းတရားအခြေခံနဲ့တပည့်တော်တို့ပညာရေးကိုပြန်တည်တော်ပေးမှာရှင်ပြတို့ရှည်တန်းပါဆိုတော့တဖက်လက်နဲ့ပြောလိုက်တာပါကျွန်တော်အနေနဲ့ဒီဇာရောဖျားရဲ့ဒါရှင်ဇောတိတာရာပေါ့နော်သူပြောတဲ့ဥစ္စာနဲ့ပတ်သက်ပြီးတော့မှာရှေ့မှာပထမဆုံးအနေနဲ့ကျွန်တော်ပြောမယ်ဆိုရင်စာရေးဆရာတွေကအရက်တောက်တယ်ထောက်တယ်စာရေးဆရာတွေတကယ်ရက်တောက်တာသူနာမည်မပြောရဲလို့ကျွန်တော်ပြောမယ်ဆရာမောင်တာချိုချက်ကိုညံကုန် ဆရာမောင်အာဆရာချေဦးညိုသူတို့တကယ်တောက်တယ်နော်ကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်တို့ပတ်ဝန်းကျင်မှာအာစာရေးဆရာတွေဒါစာပြေဟောပြောပွဲလုပ်တော့ဆရာမောင်ဆွေဝင်းပရိကုန်းတော့တောက်လားမသိဘူးဒါအဲ့တော့ကျွန်တော်မမြင်ခဲ့ရဘူးထားပါတော့ဒါပေမဲ့မူးတဲ့သူတွေကရှင်းရှင်းလေးချီးစားလို့ချီးကျွေးစားမလားရှင်းရှင်းလေးချီးကျွေးစားမလားအဲမူးနေတာအရန်မူးနေပြီပဲဆိုချီးကျွေးစားမစားဘူးရှင်းရှင်းလေးစာရေးဆရာတွေပြောခဲ့တဲ့စကားတွေအကုန်လုံးဒီဘိုဂျုတ်ခင့်နဲ့လက်ရှိ main online စက်တက်အာတန်းရွှေခင်ညွတ်အစရှိသည့်ပြေပေါ်ဗျာတိမ့်စိန်ဒီကောင်လေးရဲ့လက်ထက်နဲ့ပတ်သက်ပြီးတော့မှ ပြောင်းလဲလာတဲ့အရာတစ်ခုပေါ်မှာသူတို့အနေနဲ့ဘိုးချုပ်တုံးကတော့ဘလို့ဖြစ်ခဲ့တာလက်ရှိတိမ့်စိန်ခင်ညွတ်တန်းရွှေရဲ့လက်ထက်မှာဘလို့ဖြစ်ခဲ့တယ်ဆိုတာကို နေရာနှစ်ခု အချိန်နှစ်ခုကိုဟာလာပြောင်းလဲမှုနှစ်ခုကိုရှင်ပြခဲ့တာပဲရှိတယ်အာစာရေးဆရာတွေကြောင့်စာရေးဆရာတွေကတိုင်းပြည်ဖြည့်ဆည်းရာဆိုတဲ့အရာတစ်ခုတော့ကျွန်တော်လက်မခံဘူး ဒါကိုကျွန်တော်လက်မခံဘူးဆိုတော့ကျွန်တော်ပြောချင်တာเนาะတို့ကသူတောက်တယ်တောက်ပါဖြစ်လို့လေသူတို့ရဲ့အတိစိတ်တက်ကသူတို့ရဲ့အတိတွေ mindset တွေအကုန်လုံးကပြည်သူကိုဘယ်နေရာမှာဘလို့ပြောရမယ်ဆိုတာအစားသူတို့သိတယ်ပြည်သူကိုစာပေနဲ့အစိတ်ခတ်ခဲ့တဲ့သူတယောက်မှမဟုတ်ဘူးသူတို့တွေကအဲ့တော့တိုင်းပြည်ပျက်စီးခဲ့တာဘာကြောင့်လဲဆိုတာရဲ့အရေးမြစ်ကိုအရေးဆုံးသိဖို့လိုအပ်တယ်လို့ကျွန်တော်ဒီဖုန်းကြီးကိုပြောချင်တယ်เนาะဒီဖုန်းကြီးကိုပြောချင်တယ်ဟိုတီတူကူစီအရောဘာဖြစ်တယ်တို့ အဲကျွန်တော်တို့ဒါဟိုဒေါက်တာနန္ဒမာလာပြည်ဝင်သားပေါ့နော်ဒီဆရာတော်ဖျားကြီးကိုဘာဖြစ်တယ်လို့ညာဖြစ်တယ်လို့ကျွန်တော်တို့ကတော့တခါမှတော့မပြောဘာကြောင့်လဲဆိုတော့ဟိုဘုန်းကြီးကဘုန်းကြီးလို့ လုပ်တယ်ဆိုတာကိုကျွန်တော်လက်ခံပေမဲ့တကယ်တကယ်တိုင်းပြည်ရေးနဲ့ပတ်သက်လာတဲ့အခါမျိုးမှာဘုန်းကြီးလည်းနိုင်ငံရေးလှုပ်တဲ့လှုပ်ရမယ်ဘာကြောင့်လဲဘုန်းကြီးစားနေတဲ့ဘုန်းကြီးဖုံးပေးနေတဲ့ဆွန်ဟင်းတွေကိုလူတွေတကာတကမတွေကနိုင်ငံရေးလှုပ်တဲ့သူရှိသလိုနိုင်ငံရေးမလှုပ်တဲ့သူရှိမှာပဲဟုတ်တယ်မလားအဲ့ဒါကြောင့်မို့လို့ ကျွန်တော်အနေနဲ့ပြောချင်တာကပါလဲဆိုတော့ဖုံးကြီးတပါးအနေနဲ့သာသနာကြီးရာဝယ်တွတ်တက်အောင်လုပ်နေလို့မရဘူးတကာတကမတွေရဲ့အခြေအနေကိုလည်းကြည့်ဖို့လိုအပ်တယ်တိုင်းပြည်ရဲ့အခြေအနေဘာဖြစ်နေလဲဆိုတာကိုသိဖို့လိုအပ်တယ်တိုင်းပြည်ပျက်စီးနေတဲ့အချိန်မှာဘာသာသန္တနာတိုးတက်အောင်ဘာဖြစ်အောင်ညာပြောင်းလုပ်နေတဲ့အလကားပဲနော်အဲ့တော့အဲ့ဒီဥစ္စာကိုကျွန်တော်ကဘယ်လိုတက်တည်ပြချင်လဲဆိုတော့အဆရာတော်ဥတုမင်္ဂလာကို BOE က view ထားတဲ့ video file လေးတစ်ခုကျွန်တော်ပြချင်တယ်ယဟန်တော်တွေနိုင်ငံရေးလုပ်ခွင့်ရှိသလားကြည့်ကြည့်ပါ ရဟန်းတော်တွေနိုင်ငံရေးမှာပါဝင်ပတ်သက်တင်ပါလားဗျာပါဝင်ပတ်သက်တင်လားဆရာမအဲ့ဒီမှာတော့ဦးဇင်းတို့အမြင်ဦးဇင်းရဲ့အမြင်ကိုပြောပါဦးနော်အဲ့တော့နိုင်ငံရေးဆိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုရောတိုင်လေဒီကောလီယာတို့ကပ်ပီကပ်ပီလာတို့နော်ရေလူတဲ့စစ်ပွဲမလားနော်တားမြစ်ခဲ့ဘူးလေနောက်ပြီးတော့ဟိုပါလေကောသလမင်းရဲ့သားကနေပြီးတော့ကပ်ပီဟော ာကင်နယ်တွေကိုတတ်ဖြတ်ဖို့သွားတဲ့အခါမှာလည်းအဲရှေ့ရနေတားမြစ်ခဲ့ဘူးတယ်အဲနောက်ပြီးတော့နိုင်ငံမှာနိုင်ငံတကာကတိုးတက်အောင်ကြီးပွားအောင်ဘယ်လိုအုပ်ချုပ်ရလဲဆိုတော့မင်းတွေကိုဆုံးမတဲ့အဆုံးအမတွေလည်းရှိခဲ့တယ်ဟုတ်တယ်အဲ့တော့ရှေ့အစဉ်အလာရလည်းဒီဗုဒ္ဓရဲ့အဆုံးအမတွေနဲ့တူနိုင်ငံခေါင်းဆောင်တွေဟာဟိုလမ်းညွှန်ချက်တွေယူပြီးတော့ဟိုဆောင်ရွက်ကြတာလည်းရှိပါတယ်တင်ပါဗျာမှန်လိုက်တာဗျာအဲ့တော့နောက်တစ်ခုကနိယာမသဘောတရားရပြောရင် နိုင်ငံရေးစီးပွားရေးလူမှုရေးဆိုတဲ့ကိစ္စတွေခွဲခြားလို့ရတဲ့ကိစ္စတွေမဟုတ်ပါဘူးအဲ့တော့အခုဦးစင်းတို့မြန်မာနိုင်ငံကြီးဆိုရင်အဓိကလိုအပ်နေတာကစနစ်ကောင်းတစ်ခုလိုနေတယ်နော်တိုင်းပြည်အတွက် တိုင်းပြည်ကိုဟိုတိုင်းပြည်ရဲ့လုံခြုံမှုမရှိဘူးဖျို့ဖျဲဖြစ်နေတယ်ဗျံပဒါဖြစ်နေတယ်နော်ဟိုပြည်ပကအနောက်ရှက်တွေကိုမကာကွယ်နိုင်တဲ့အပြင်ပြည်တွင်းမှာရှိတဲ့နိုင်ငံသားတွေအတွက်ကလည်းလုံခြုံမှုမရှိဘူးတိုင်းမှာအေးချမ်းမှုမရှိဘူးဒါက ဟိုနှစ်ပေါင်းတို့1962ဒီဘက်နောက်ပိုင်းပေါ့နော်ကြာခဲ့ပြီပေါ့နော်ဒါဥစဉ်69မှာမွေးတယ်ဆိုတော့မွေးပြီးတဲ့နောက်ပိုင်းဥစဉ်တို့တိတတ်တဲ့အရွယ်ကလေးအရင်ပြီးတော့လိုမျိုးဆက်လုံချုံမှုမရခဲ့ပါတို့မျိုးဆက်တစ်ဆက်လုံးမရခဲ့ပါဘူးအဲ့ဒါအမှန်တော့အမှန်အမှန်လေးပြောတာတရားနာတော့မဆက်နဲ့မဆက်နဲ့အဲ့ဒီရဲ့အားနေချက်အစ်အမှန်ဒီစနစ်နော်နိုင်ငံရဲ့တိဆောက်ပုံအုပ်ချုပ်ပုံစနစ် constitution ကြီးဒီခုအမေရိကဆိုရင် လွန်ခဲ့တဲ့နှစ်နေရာကျော်ကဝါရှင်တန်တို့ခေါင်းဆောင်ပြီးဆွဲခဲ့တဲ့နော်သူတို့ရဲ့ constitution ဒါဥစဉ်ငငယ်အဲ့ဒီသူတို့စဆွဲတဲ့ constitution စာအုပ်ကလေးကစဖတ်ခဲ့ဘူးတော့ငငယ်လေးကလေးရင်ဒုနိုင်ငံဒီစနစ်တင်တဲ့ဒီဆောက်ရရင်ကောင်းပါပဲလို့ဆန္ဒရှိခဲ့ဘူးတဲ့အခုလဲကိုတက်နိုင်တဲ့တစ်ဘက်ကတစ်ဖက်တစ်လမ်းကကြိုးစားပေးနေတာပေါ့နော်အဲ့တော့တန်ဃာတော်ရှင်သူမြတ်တွေဘာသာရေးကောင်းဆောင်တွေဆိုဘာသာရေးကောင်းဆောင်ဆိုတာ ဘုရားဘာသာတခုလည်းမဟုတ်ပါဘူးတမနော်တခြားဘာသာတွေကလည်းသူတို့တခြားဘာသာတွေမှကြတော့သူခေါင်းဆောင်နဲ့သူပြီးတယ်ဗျတမဗျအဲ့တော့ဒါမှတော့ဝိုင်းဝန်းပြီးတော့ဟိုအခုမြန်မာနိုင်ငံနေရာမှာနေတဲ့တိုင်းနိုင်ငံသားအားလုံးပေါ့တိုင်းသားလောက်ကလေးတွေဦးစင်မပြောချင်ဘူးနိုင်ငံသားလို့ဒီလိုပြောချင်တယ်နိုင်ငံသားအားလုံးကိုတညီတညွတ်ထဲဒီနိုင်ငံရဲ့စနစ်ကောင်းကြီးတခုကိုတိဆောက်ဖို့ ਨੇ ငိမ့်ချမ်းတဲ့လူအဖွဲ့စီเนาะညီညွတ်တဲ့လူအဖွဲ့စီတာယာတဲ့လူအဖွဲ့စီတခုဖြစ်အောင် ဝိုင်းဝန်းတိဆောက်ကြဖို့အားလုံးမှာဟိုတာဝန်ရှိသလိုအားလုံးလည်းဒီလိုဆန္ဒမျိုးတွေဖြစ်ပေါ်စေခြင်း ਨੇ အဲ့တော့နိုင်ငံရေးသည်တော့ဘာသာရေးနဲ့ဟာဘယ်တော့မှခွဲခြားလို့မရဘူးဆိုတော့ကျွန်တော်မိသားစုများကိုဒါ disc ကလောက်ချင်တာကဘာလဲဆိုတော့တောက်ဆုချင်တာပေါ့ဒါဒါကျွန်တော်အမြင်ကတော့ဒီဆရာတော်ဦးသူမင်္ဂလာပြောတဲ့အဥ္စာကိုကျွန်တော်အနေနဲ့အပြည့်အဝယုံကြည်ထောက်ခံပါတယ်ဟို မိသားစုများအမြင်နဲ့အမြင်အနေနဲ့ကဘယ်လိုများရှိမလဲပေါ့နော်ခုနကဆရာတော်ဦးဇော်ကျွန်တော်တို့ဇောတိတာရနဲ့ဒီကျွန်တော်တို့ရဲ့ဆရာတော်ဒီဆရာတော်ဦးတုမင်္ဂလာနော်ပြောခဲ့တဲ့ဗီဒီယိုဖိုင်တစ်ခုမှာဘယ်ဟာကပို့ပြီးတော့မှဟိုဖြစ်တယ်လေဘယ်ဟာကပို့ပြီးတော့မှတရားနီလန်ကြတယ်လေဓမ္မနီလန်ကြတယ်လေဆိုတာအလုံးပဲ ို့အမြင်ကိုတွေးလေးတွေကိုဒါပြောပြခဲ့လို့ရပါတယ်เนาะရေးပြခဲ့လို့ရပါတယ်ဗျကျွန်တော်ဖတ်ချက်လို့ခင်ဗျားတို့ရဲ့အမြင်လေးကိုပေါ့เนาะဆိုတော့နောက်ထပ် profile တစ်ခုပါတယ်ဆိုတော့ PDF တွေက PDF တွေကနေပြည်တော်ကိုလာထိုင်မှာတအားကြောင်နေတဲ့ကောင်တကောင်ရှိတယ်အဲ့ဒါပါလဲဆိုတော့ဘာလို့လဲဆိုတော့ကြော်မျိုးမင်းတော့နေပြည်တော်တိုက်ဖို့ကိုလည်း PDF တွေတောင်းနေချီပြီးတော့လူစုထားရလို့ကြားပါတယ် PDF လူငယ်လေး PDF လူငယ်ပေါင်းများစွာတောင်းနေချီပြီးတော့လူပေါင်းကိုစုထားရလို့ကြားပါတယ်အဲ့ဒါမှမဟုတ်တခါကျွန်တော်တို့ဒီ ကြားတဲ့ information ကိုခံမှန်းကြည့်ရတလောက်ကတော့ကြားပြည်နေတဲ့နေရာတွေလည်းဒီနေပြည်တော်ကြီးတက်လာတာကိုလုံမယ်ဟိုရှမ်းမြောက်ကနေလည်းဆင်းလာတာမျိုးဖြစ်မယ်ဘူးစကိုင်းမကွေးကလည်းဒီလိုဝင်ဆောက်တာစကိုင်းမကွေးမရရဘက်ကလည်းဝင်ဆောက်လာလည်းဖြစ်မယ်ဆိုတော့အကူယူမာတွေကနေလည်းဝင်တက်ဆောက်လာဖြစ်မယ်ဆိုတော့အဲ့လိုစစ်မြေနာပေါင်းစုံကနေနေပြည်တော်ဝင်ဆောက်လာမျိုးလုပ်ဖို့ဟိုတစ်ချိန်တုန်းကဒီဖက်ကပြောခဲ့တဲ့လမ်းအားလုံးနေပြည်တော်တို့ဆိုတဲ့ IU ဒါမြောက်ပိုင်းသုံးဘွဲ့ကဥဆောင်ပြီးတော့ဟိုဒါမျိုးမူဝါဒရေးဆွဲနေတယ်လို့ကြားတယ်အဲ့တော့ပြောရရင်တော့ ရှင်းပြတယ်နောက်ဆုံးတို့ရဲ့ဒီအဓိကထိုးစစ်ကနေပြည်တော်တဲတော့မယ်ဆိုတဲ့ဘောပါနေပြည်တော်ထိုးစစ်ကတဲတော့မယ်ဆိုတဲ့နေမှာဟို MNDA DNA လေးကလိုက်မလာဘူးထားပါတော့ပြင်ဦးလင်လောက်ဒီသူ့မနောက်ချောတော့ဒီတောက်ထားပြီးတော့ထောင်းတောက်ထောက်ထားပြီးတော့သူက PDF တွေကိုပဲလွှတ်လိုက်ထားမျိုးပေါ့ရှုံးရင်လည်း PDF တွေရှုံးပေါ့နိုင်ရောလည်း PDF တွေနိုင်ပေါ့ဒီသဘောမျိုးပေါ့ဆိုတော့ရှုံးလို့ PDF တွေအတုံးလုံးတွေမယ်ဆိုလဲတေပေါ့ဒါသူမင်းတို့ကမင်းတို့တေကြအဲတို့ရတော့လောဆယ်ပြုံးနေအောင်ချူထင်းငါတို့ရသွားပြီအဲ့တော့ဒီပွဲမှာဗမာပြည်ရဲ့လူငယ်များစွာနဲ့တပ်မတော်နဲ့တိုက်ကြမယ်တိုက်ကြလို့တေကုန်ရင် ဗမာ PDF နဲ့ဗမာလူမျိုးတွေဗမာတွေပေါ့အကုန်လုံးနေထိုင်တဲ့လူကြီးရော့ကြမယ်အာဗမာလူမျိုးသမီးတွေမျိုးသမီးတွေညားလာပြီးဗမာမျိုးသားလူငယ်တွေရော့သွားတယ်ကိင်္ဂနရော့လာတယ်ပေါ့ဆိုတော့ပြောချင်တာကတော့ဗမာဆိုတဲ့ society ရဲ့ community ပေါ့လူကြီး65ရာခိုင်နှုန်းလောက်ကဗမာဖြစ်နေတာပေါ့ဒီနိုင်ငံတော်တွေ65ရာခိုင်နှုန်းဗမာဒီအုပ်စုအကုန်လုံး decrease ပေါ့ရောကြတော့အောင်ရီမန်ချက်တစ်ခုထားပြီးတော့ရှင်းပြရင်တော့ခဲတလုံးလေးနဲ့၃လေးကောင်မကထီအောင်ပြစ်တဲ့ရီမန်ချက်မျိုးကိုမြောက်ပိုင်း၃ဘွဲ့နဲ့ဝအဖွဲ့ကဥပောင်ရေးဆွဲနေကြပါတယ် ကြောက်ကြောက်ကြောက်နေကြောက်နေဒါကျွန်တော်တို့စစ်ပဲရကြားတဲ့သတင်းတွေပါစစ်ပဲရရကြားတဲ့သတင်းကြားတဲ့သတင်းတွေဟိုးစားဒီစားတစားတွေပေါ့ဟိုကတချောင်းတစားဒီကတချောင်းတစားဟိုကတစားသုံးလေးစားလောက်ပေါင်းလိုက်တဲ့ကပေါင်းစားလိုက်တဲ့ခါမှာအစာလေးထွက်လာပြီးတော့ပေါင်းလိုက်တဲ့ခါမှာကျွန်တော်သုံးသပ်လိုက်တဲ့အချက်လေးပါအဲ့လိုသွားတွေ့ရတယ်ဆိုတော့လက်နဲ့တွေစူဆောင်းတယ်လူသူစူဆောင်းတယ်လူတွေကိုပို့ပြီးတော့ဟိုဘယ်နေရနေပဲစစ်ချောင်းဘလို့ဝင်မယ်ဘာနဲ့ဘာကြီးသုံးမယ်ဘယ်ဟာဘာဖြစ်မယ်တပ်ဘက်ကပြန်ဘာကြီးပြန်ခုခံနိုင်ရဆိုတော့တွတ်ချက်ပြီးသူတို့လေးလာနေတယ်ဆိုတာမျိုးကြားတယ်အဲ့တော့ဘာဖြစ်ပြီးတော့ နေပြည်တော်ကအနည်းနဲ့အမြန်ထိုးစစ်ဆင်ခံရတဲ့မြို့မဖြစ်ဘူးလို့လည်းမပြောနိုင်ဘူးနော်ဒီအချက်လေးအားလုံးပေါင်းစပ်တဲ့အခါမဖြစ်နိုင်ပါဘူးလို့တော့ကျွန်တော်တို့ဒီဘက်ကတချို့လူတွေကတွေးအောင်တွေးလိမ့်မယ်ရည်ကောင်းရည်မယ်လောင်အောင်လောင်လိမ့်မယ်မဖြစ်ခဲ့ရင်တော့ဘာမှမဖြစ်ပါဘူးဖြစ်သွားခဲ့ရင်တော့ဘယ်သူမှကယ်ချင်မရလိုက်ဘူးဘယ်သူမှလည်းပြင်ဆင်ချင်မရလိုက်ဖြစ်သွားရပါတယ်ဒါကြောင့်ရှုပ်ကိစ္စတွေကမဖြစ်နိုင်ဘူးဆိုလို့ရှုထောင့်ကနေစစဉ်းစားမယ်စာတကယ်ထိုးစစ်ဆင်လာခဲ့တဲ့ခါကျရင်ဘယ်ပုံစံနဲ့တွောင်းမလဲဆိုတာမျိုးပေါ့နော်ဆိုတော့အဲ့ဒီထိုးစစ်ဟာလည်းနောက်ဆုံးထိုးစစ်ဖြစ်ပုံများတယ်ဒါပြီးရင်တော့ အားလုံးပြီးပြီဆိုတဲ့သဘောမျိုးပဲတကယ်တမ်းလုံနိုင်ခဲ့ရင်ပေါ့ပြီးပြီဆိုတဲ့သဘောမျိုးတွေ့ရတယ်ဆိုတော့ဒါကသူတို့ရဲ့ပြင်ဆင်နေတဲ့ပုံစံပေါ့မဖြစ်ခဲ့ရင်တော့အားမဖြစ်ပါဘူးမဖြစ်ခဲ့ရင်ဘာမှမဖြစ်ပါဘူးဖြစ်လာခဲ့ရင်တော့အဲနေပြည်တော်မှာတကယ်ကိုပဲနေပြည်တော်ပတ်လည်နာမှာပတ်လည်နာကရွာတွေမြို့တွေနားမှာတော့ဟိုလူလူလူတွေလူတွေလောင်းနေပုံထက်ကုန်ကြမှာသဘောတော့ကျွန်တော်တော့မြင်ပါတယ်အဲဆိုဖြစ်လာခဲ့ရင်ပြောတာပါလူတွေလောင်းနေပုံထက်ကုန်တဲ့သဘောတော့မြင်ပါတယ်အဲဆိုဒါနောက်ဆုံးပွဲလို့ဖြစ်မှာအကြီးကြီးဆောကြမှာသဘောဖြစ်နေပါတော့ဒီသဘောတော့ရှိတယ် လာတိုက်မှာကြောက်နေတဲ့သဘောပေါ့နော်မပူပါနဲ့မင်းနေပြီးတော့လဲလာမှာရန်ကုန်လဲလာမှာအကုန်လာမှာမင်းတို့စားကားသားရှိတဲ့နေရာအကုန်လုံးလာမှာဘာမှပူမနေမင်းဘာမှကြောက်နေစရာမလိုဘူးနော်ဘာမှပူမနေမင်းတို့စီလာပြအောင်လာအောင်မှာ PDF တွေလာဖို့အတွက်ကိုတော်တဲ့ဝင်ပြီးလက်နဲ့ကင်ပြီး PDF ဆိုတာဖြစ်လာတာအဲ့ဒါပြည်သူတွေက PDF ပဲ ဲ့လူတွေဘလောက်နာကြည့်နေတယ်မလို့စဉ်းစားကြည့်ပေါ့နော်မပူပါနဲ့မင်းတို့စီကိုရောက်အောင်လာအောင်ပါပါအဲ့ကြရင်တော့ဘယ်နိုင်ငံမှထွက်ပြေးဖို့မစဉ်းစားပါနဲ့လို့ပြောချင်ပါတယ်နော်အဲ့တော့ကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်အစင်နဲ့တော့ YouTube channel လေးကို like and subscribe လုပ်ဖို့ပြောချင်ပါတယ်ဒီနေ့မှ video တွေတခြားကြည့်လို့ရအောင်လို့ဘေးနားကလူဒီခေါင်းလုံးလို့လည်းနေပေးခဲ့ကြပါလို့ပြောချင်ပါတယ်အားလုံးပဲနောက်တစ်ခေါက်မှပြန်ဆုံတွေ့ပါမယ်ခင်ဗျာမင်္ဂလာရှိတဲ့ဒေါ်လာနေလေးဖြစ်ပါစေခင်ဗျာ